မိုင်းရေဒီယိုကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲပျော်စရာကောင်းတဲ့အချိန်ကာလေးတစ်ခုပါရှင်။ဒီကနေ့ရဲ့ podcast ပိုင်းဖြိုးဆူဆိုတဲ့အစီအစဉ်လေးကိုစတင်ပြီးတော့တင်ဆက်ပေးသွားပါရမယ်။ဒီကနေ့မှာပြုစုဖတ်ပြပေးသွားမယ့်စာအုပ်လေးကတော့စာရေးဆရာမနနိုင်စနေရေးသားထားတဲ့ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့ဆိုတဲ့စာအုပ်လေးတဲကအကြောင်းအရာလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ဖတ်ပြပေးချင်တာကတော့ရှင်နေခန်းစားရခက်တဲ့အခါ လူတစ်မျိုးကရှင်နေခံရခတ်နေပေမဲ့ထုတ်ဖို့မပြတတ်ဘူးရှင်နေအလိုမကြတာရှိရင် ထုတ်ဖို့ပြောလိုက်ရင်ကောင်းသွားတယ်လို့ဖေးပတ်လေလူတွေကပြောပေမဲ့လည်းအဲဒီကိစ္စကိုတကယ်စိတ်တူကိုတူခံစားနိုင်ပေးနိုင်မဲ့သူဘယ်နှယောက်ရှိနိုင်မလဲနားလေသဘောပေါက်သွားခဲ့လို့လဲဖြစ်ကောင်းဖြစ်မယ်မောပန်းနွမ်းနယ်သွားခဲ့လို့လဲဖြစ်ကောင်းဖြစ်မယ်အပြက်ဆောင်စိတ်ခံစားချက်တွေကို ်တင်တယောက်တည်းပဲခြေဖြတ်ချင်းခဲ့တယ်။အပြုံးကိုအလေးထားသူအတွက်ခြံထားပြီးမျက်ရည်ကိုကိုကိုရိုင်းအတွက်ထားထားလိုက်တယ်။တင့်မှလည်းတောင်းခံမထားနိုင်တော့တဲ့အချိန်ရှိမှာပါပဲ။ဥပမာတနေ့တာ အလုံးလုံးပြီးရနောက်မောပန်းနေပြီမဲ့အိမ်ပြန်ရောက်ချိန်ဝေယာဝစ်စလောက်ရသေးတယ်။ဥပမာအချိန်အကြာကြီးချစ်ခဲ့တဲ့သူတစ်ယောက်နဲ့ အနာဂတ်တစ်ခုကိုပိုင်ဆိုင်ရခံနေခြင်းအကြောင်းကြောင့်ကြောင့်နောက်ပိုင်းမှာပြန်တွေ့ရတဲ့အခါသစိမ့်ဖြစ်သွားကြတယ်။ကိုနဘေးကလူအတွက်ဒီလောကကြီးအတွက်ကျင်နာမှုရာဂိုင်းနှုံးပြစ်ထိန်းထားမယ်လို့သင်ကိုယ်သင်ဂတိပေးတယ်။ဘာအခက်ခဲကြုံကြုံဘလောက်နာကျင်နေလဲနောက်ဆုံးအချိန်မရောက်မချင်းလှပကောင်းမွန်မှုအပေါ်ထားတဲ့မျော်လင့်ချက်တွေ မဆုံးရှုံးရဘူးလို့တင့်ကိုတင် တောင်းဆိုရယ်။ဒါကြောင့်တင်မငိုဘူး။တင်ဒေါသမထွက်ဘူး။တင်မညီးဘူး။တင်နားလည်မှုပိုရှိလာတယ်။စိတ်ခံစားချက်ကို အလွယ်တကူမထုတ်ဖော်တော့ဘူး။ချစ်တဲ့သူကို ပိုချစ်ရမယ်။ပိုကျင်နာရမယ်လို့မတောင်းဆိုတော့ဘူး။အတန်တိတ်ပဲတင်ပေးဆက်နေခဲ့တော့တယ်။ တကယ်လို့ပြန်လဲပေးဆက်သူရှင်ရင်တင်ဝမ်းမြောက်ဝမ်းသာလက်ခံတယ်။တကယ်လို့မတိကျိုးကျွန်တဲ့သူရှင်ရင်တင်တတားလေးလှည့်ထွက်လိုက်တယ်။အဲ့လိုနားလဲမှုရှိတဲ့တင်ဟာမြင်ရသူရှင်ကိုနှင့်စေပါတယ်။ဒီလိုစာတစ်ပိုက်ဖတ်ဖူးပါတယ်။အမြဲတမ်းရှင်နေတတ်သူတယောက်ဟာတနေ့နေ့မှရုတ်တရက်ငိုပြီးဆိုရင်တခြားလူထက်အတန်ကျဲတယ်။ အကြောင်းကပျော်ရွှင်နေတတ်သူတယောက်စိတ်ငြိမ်သွားပြီဆိုရင်ဒါဟာသူတကယ်ခံစားသွားရလို့ပါတမာနေရဲ့သူတယောက်နာရဲလို့ညီးပြီဆိုရင်ဒါဟာသူတကယ်ထိခိုက်နာကျင်သွားလို့ပါတဲ့ရှင်နေခံစားရခတ်တဲ့သူဟာပျော်ရွှင်ခြင်းကိုနည်းနည်းပဲရပေမဲ့အလွယ်တကူကျေနပ်ရောက်ရတဲ့သူလည်းဖြစ်တယ်တခြားလူရဲ့ခယူးဆိုင်တဲ့စကားတကား အလေးထားတဲ့စကားတခွန်းတည်းတင်သူတို့ကြာကြီးပျော်နေတတ်တယ်။ပျော်ရွှင်ခြင်းတွေဝန်းရံခံထားရသူကပျော်ရွှင်ခြင်းကိုတိတ်ခယူမဆိုင်မိတတ်ဘူး။ပျော်ရွှင်ခြင်းကိုမျှော်လင့်နေသူကတော့မပြောပါလောက်တဲ့နှွေးထွေးမှုလေးတခုဆိုပေမဲ့ရှင်နေကခါတိမှုတွေကိုအားဖြော့စေနိုင်တယ်။တကယ်လို့ဖြစ်နိုင်ရင်ခံစားရခက်တာတွေကိုရှင်နေပဲသုတ်ဝက်မထားပါနဲ့။ ရှင်ဖွင့်လို့ရနိုင်တဲ့သူစီရှင်ဖွင့်လိုက်ပါ။တင်ဟာတယောက်တည်းအထီးကျန်မနေပါဘူး။ဒီလောကမှာတင့်ကိုနားလဲတဲ့သူ၊စစ်တဲ့သူ၊နားထောင်ပေးနိုင်တဲ့သူရှိနေပါသေးတယ်။ ဒီကနေ့ရဲ့ podcast by fuse ဆိုတဲ့အစီအစဉ်လေးရနေပြီးတော့ပရိသတ်တွေအတွက်ဖတ်ပြပေးခဲ့တာကတော့စာရေးဆရာမနန်းနိုင်စနေရေးသားထားတယ်။ပျော်ရွှင်ဖို့တလောက်မခက်ခဲပါစေနဲ့ဆိုတဲ့စာအုပ်လေးတက်ကအကြောင်းအရာလေးပဲဖြစ်ပါတယ်။ဖတ်ပြပေးခဲ့တဲ့ကောင်းစင်လေးကတော့ရင်ထဲခံစားရခက်တဲ့အခါတဲ့။အတော့ဒီအကြောင်းအရာလေးကိုနားဆင်ပြီးတော့ပရိသတ်တွေအနေနဲ့ခံစားရတဲ့ခံစားချက်လေးရှိရဆိုလို့ရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်။ ပြစိုးဘေးပတ်ဝန်းကျင်မှာဆိုရင်တကယ်ချင်းအများရှိရပါတော့။အဲ့ဒီတည်းကမှခုနပြစိုးဖျက်ပြပေးခဲ့တဲ့တဲက character လိုမျိုးပေါ့နော်။အမြဲတမ်းလိုမျိုးပြုံးရည်နေတဲ့သူတွေဆိုရင်ဒီခါလေးကျရင်သူတို့ဘယ်အချိန်မှဘလို့စိတ်ညစ်မှန်းမသိရတဲ့ဟာမျိုးတော့ပြစိုးတွေတွေ့တိုင်းနေလေ။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာကိုယ်အမြဲတမ်းပြောင်းထားပေးနိုင်တဲ့တကယ်ချင်းနေမိတ်ဆွေအပေါင်းအသင်းတွေရှိရဆိုရင်သူတွေကိုလည်းတတ်မိုးထားဖို့မမေ့ပါနဲ့လို့ပြောရင်းနဲ့ဒီကနေ့ရဲ့အစီအစဉ်လေးရနေပြီးတော့အားလုံးကိုနှုတ်ဆက်လိုက်ပါရရှင်။